မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်ကန်တရားရွာရေးသားသောဥသူတော်ကြီးခွင့်လွတ်ပေးလို့သာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုသူတရားဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ငြိမ်းချမ်းရေးဆရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် မြန်မာလူမျိုးအများစု၏အယူအဆတွင်တစ်ပင်များ၌တစ်ပင်ဆောင်နှင့်ရှိသည်ဟုယုံကြည်ကြပြီးတစ်ပင်ကြည်လင်မှုရုပ်ကစိုးနှင့်ရှိသည်ဟုယုံကြည်ကြကာတက်တန်းရှိညောင်မင်းကြီးများတွင်မူဥတုရောဖုတုရောရှိသည်ဟုယုံကြည်ကြပါသည်။မြတ်စွာဘုရားသည်ဘောဓိညောင်မင်းချိန်ရင်ရွှေပလင်ပေါ်၌ဖျားဖြစ်သူရောက်တော်မူရာညောင်မင်းသည်တစ်ပင်များအနက်မြင့်မြတ်သောအပင်ဖြစ်၍သူတော်ကောင်းတို့မိတင်းနေထိုင်သည်ဟုယုံကြည်ကြပါသည်။ညောင်မင်းကြီးများသည်မြို့ဦးထိပ်ရွာဦးထိပ်ဇေဒီများနီးဖုတို့ကြီးเจ้าများနီး၌အများဆုံးရှိကြပြီး အခိုင်အခံများဝေစာအုပ်ဆိုင်ကယုံကြည်သည့်အချို့ကညဝင်ကြီးများ၏ပင်စီတွင်ဖြစ်စေ တီးကြဖြစ်စေတစ်သားဖြင့်လေးတိုင်စဉ်နှက်ကွန်းလှုပ်ထားသည်ထို့နောက်ညပိုင်းနှင့်မနက်စောစောချိန်တို့၌ဖျောင်းနိုင်မွေတိုင်းထွန်းညီပူဇော်ခြင်းပန်းရီချမ်းကတ်လူချင်းများပြုလုပ်ကြပါသည်အဆိုပါညောင်မင်းအောင်နှင့်နှက်ကွန်းဤတွင်အညစ်ကြေးဆိုခြင်းမဖွဲမရပြုမှုပြောဆိုခြင်းများမပြုကြပါညောင်မင်းကြီးများရှိဥတုတော်တို့သည်ရင်းတို့ကိုယုံကြည်အားထားသူများအားကူညီတတ်သောကြောင့်အချို့ကသာသမီရတနာရရှိအောင်ဆူတောင်းခြင်းစီးပွားဥစ္စာပေါများကျွယ်ဝအောင်ဆူတောင်းခြင်းပြုကြပါသည်ဆူတောင်းပြည့်သူများရှိသလိုမပြည့်သူများလည်းရှိပါသည် ည်ကျွန်တော်အနေနဲ့မူရောင်ဝင်ကြီးများတွင်ဥသူတော်ရှိသည်ကိုယုံကြည်ပါသည်ယုံကြည်ရသည့်အကြောင်းမှာကျွန်တော်အေယာဝတီတိုင်းဒေသကြီးမူဝင်မြို့တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေခြင်းဖြစ်ပါသည် ထို့မြို့တွင်ဌာနမှဆောက်လုပ်ပေးထားသောအိမ်မှာဝန်ထမ်းကုန်းရက်ွက်တွင်ခြံဝင်းကျဲကြီးတစုတွင်၌အင်္ဂလိပ်လက်ထက်ကပင်ဆောက်လုပ်ထားခဲ့ရာရှေ့ခေတ်ဘိုးတဲပုံစံဖြစ်ပါသည်ဘိုးထဲမှာနှစ်ထပ်ပြပြီးရှေ့တွင်စင်ဝင်ရှိကစင်ဝင်နှင့်ကလျက်တွင်ညောင်ဝင်းကြီးတပင်မှာဘိုးထဲတက်တန်းနှင့်အတူတူနှစ်တရာဝန်းကျင်တက်တန်းရှိသည်ဟုခန့်မှန်းရပြီးလုံးပတ်လဲကြီးကအကန့်ခတ်များဝေစာအုပ်ဆိုင်နေပါသည် ရောင်မင်းကြီးအောက်ခြေတွင်လေးတိုင်စင်တစ်သား20တခု ရှိပါသည် ကျွန်တော်တို့မိသားစုသည်ဘိုးတဲ့အပေါ်တက်တွင်နေပါသည်အဆိုပါဘိုးတဲ့သူဆောက်ရောက်သည့်နေ့ကအခြားဒေသသို့ရာထူးတို့ဖြင့်ပြောင်းရွှေ့တော်မူခံအုပ်ချုပ်မှုက ပြောသည်မှာရောင်မင်းကြီးတွင်တတော်စင်ဥတုတော်ကြီးရှိကြောင်းရောင်မင်းကြီးအောက်ခြေတွင်ညစ်ကြေးစုံခြင်းအမိုက်တရိုက်သားကားများပြစ်ခြင်းညောင်မင်းခိုင်းများကိုခုတ်ခြင်းတွေ့ရချောင်းများကိုမိရှို့ခြင်းရိုင်းဆိုင်ကြမ်းတမ်းစွာပြောဆိုခြင်းတို့ကိုဥတုတော်မကြိုက်ကြောင်းနတ်စင်တွင်ညချိန်မိပူဇော်ခြင်းပန်းရည်ချမ်းကတ်လို့ခြင်းတို့ကိုပြုလုပ်ပေး ရန်တူနေခဲ့သည့်နှစ်များတွင်အထပ်ပါတိုင်းပြုလုပ်ပေးခြင်းကြောင့်ဘေးရန်တရေများကင်းရှင်းကြောင်းပြောပြပါသည်ရုံးမဒေသခံဝန်ထမ်းများကလည်းရောင်ဝယ်ကြီးတွေဥတုတော်ရှိသည်ကိုဝန်ထမ်းကုန်းရက်ွက်တစ်ခုလုံးသိကြောင်းပြောပါသည်ထို့ကြောင့်ကျွန်တော်ဒီရောင်ဝယ်ကြီးအောက်တန့်ရှင်းလုပ်ခြင်း၊နတ်စင်တွင်မိထွန်းခြင်း၊ပန်းရည်ချမ်းကတ်လူခြင်းတို့ကိုမပြတ်ဆောင်ရွက်ခဲ့ပါသည်တာဝန်ထမ်းဆောင်ရေးမကြခင်တည့်ရက်တွင် ။အီယော်ရီတိုင်းဒေသကြီးတိုင်ယုံကအစည်းအဝေးဖိတ်တဲ့ဖြင့်တိုင်ယုံဆိုင်ရာပတိမျိုးတို့အစည်းအဝေးတော်တက်ရာဘူထဲတွင်ဇနီးဖြစ်သူနှင့်တူတူအကြံငယ်ပါသည်။ဇနီးဖြစ်သူသည်ဘွဲရတူဖြစ်ပြီးလောကီရေးရာများကိုယုံကြည်မှုမရှိအလေးနဲ့လည်းမထားသူဖြစ်ပါသည်။တူဖြစ်သူမှလည်းလူငယ်သာဖြစ်သောကြောင့်ထူးထူးထွေထွေမစင်စားတတ်သေးပါ။ပထမနေ့တွင် အစည်းအဝေးမပြီးသဖြင့်ပတိမျိုးတက်ခုခန်းတွင်ညာရိပ်ပါသည်။ညာပိုင်းတွင်ဇနီးဖြစ်သူတန်းဖုံးဆက်ရာ နေကောင်းကြောင်းအင်ကိုစိတ်ဝူပဲစည်းဝေးဆက်တယ်ရန်ပြောပါသည်။ နနက်ပိုင်းအိယာထစာတွင်ဇနီးဖြစ်သူတန်းဖုံးဆက်ရာဇနီးဖြစ်သူကညတော့ကအကောင်းကြီးဒီမနေ့အိယာထမှာလမ်းလျှောက်လို့မရတော့ဘူးဖုံးရှိရာကိုဒီရွဆွဲပြီးလာရတယ်အိနာကိုလည်းဒီရွဆွဲသွားရတယ်တိတ်ဒုက္ခရောက်တယ်ဟုငိုတံပါနဲ့ပြောပါသည်ကျွန်တော်အလွန်ထိတ်လန့်သွားပြီးကျွန်တော်ကလေးဖြတ်တာလားဟုမေးရမဟုတ်ဘူးဘလို့မှမနေဘူးပါလဲမရဘူးခေါင်းလဲကြည်လင်နေလမ်းလျှောက်နိုင်တာတခုပဲရှိတယ်ကျန်တာအကုန်ကောင်းတယ်ဟုပြောပါသည် မင်းညကဘာတွေလုပ်တယ်လဲဟုမေးရဘာမှထွတ်ထွတ်ထူးထူးမလုပ်ဘူးအိမ်ရှိ channel တန့်ရှင်းလုပ်တယ်ညောင်ရွက်၆တွေကိုတပြက်လဲစုပုံပြီးမီးရှို့တယ်စင်ဝင်နဲ့မလွတ်တဲ့ညောင်ဝိုင်းကိုတူလေးကိုခုတ်ခိုင်းတယ်ဒါပဲလုပ်တာပဲရှိတယ်ဟုပြောပါသည်ဖေနာမိရှို့တာလဲဟူမေယာညောင်မင်းအောက်ကနတ်စင်နာမှာရှို့တာဟူပြောပါသည်ဒါဆိုဒုက္ခတော့ရောက်ပြီအညစ်အကြေးစွန့်နာတော့မကြိုက်တာ ညောင်ခိုင်းကိုလည်းခုံမီးလဲရှို့ဆိုတော့တိခါမှမဟုတ်ဘူးတခုခုသတိပေးတာနေမှာဟုတွေးမိပြီးဖုံမျောပြီးသည်နဲ့တဲခိုကန်းလိုက်ပဲဖျားရှုပ်ကိုပြီးညောင်မင်းကြီးရှိဥသူရထန်းစိတ်ညွတ်ကမသိနားမလဲသောဇနီးဖြစ်သူရဲ့အမှားရမှုကိုတိခံခွင့်လို့ပေးပါရန်အဝေးကနေလှမ်းတောင်းမှန်လိုက်ပါသည်သွေးသားယောဂမဟုတ်၍ချက်ချင်းအန္တရာယ်မဖြစ်နိုင်သေးသောကြောင့်ဇနီးဖြစ်သူကိုစေယုံတို့မသွားစေတော့ပါထို့နောက်အစည်းအဝေးကဝင်ပြီးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် လူကြီးများနှင့်လုပ်ငန်းအရရဆောင်ရွက်နေခြင်းကြောင့်ဇနီးဖြစ်သူ၏အင်္ဂိစကိုမတွေ့ တွေးတောနိုင်တော့ပါနေ့လယ်ပိုင်းအစည်းအဝေးပြီးလျှင်ပြီးချင်းနေအင်းတို့မော်တော်ယာဉ်ဖြင့်ပြန်ခဲ့ရာဇနီးဖြစ်သူမှာဒရွဆွဲသွားသည့်အနေအထားမှာထိုင်တိုင်းထနိုင်ဖြစ်နေသည်ကိုတွေ့ရပါသည်လမ်းကောင်းကောင်းမလျှောက်နိုင်သေးပါကျွန်တော်ဒီခီးရောက်မဆိုင်ပင်ညောင်မင်းအောက်ခြေနတ်စင်ရှိ မိရှုထားသောတိရွတ်ချောက်ပြားများကိုရှင်ခြင်းတန့်ရှင်းအောင်ရေဖြန်းခြင်းနတ်စင်တွင်ပန်းသည့်ရေချမ်းသည့်များကတ်လိုခြင်းမှုတိုင်းဖျောင်းနိုင်ထွန်းညိပူဇော်ပါသည်ဇနီးဖြစ်သူမှာဘိုးတဲပေါ်မှာအောက်သို့မဆင်းနိုင်သေး၍ကျွန်တော်တို့ဦးထဲပင်ဇနီးဖြစ်သူ၏မောင်ရွှေမှုကိုခွင့်လွှတ်ပေးပါရန်နောင်နောင်မဖြစ်စေရန်စောင့်ထဲပါမည်ဖြစ်ကြောင်းဥသူတော်ကြီးကိုတောင်းပန်ပါသည်ဇနီးဖြစ်သူကိုလည်းဘိုးတဲပေါ်မှာနေ၍တောင်းပန်စေပါသည်ညနေပိုင်းချိန်တွင်ဇနီးဖြစ်သူမှာဘိုးတဲပေါ်၌လမ်းပြန်လျှောက်နိုင်အောင်တိုးတက်လာပါသည်ခြေထောက်များကိုယ်ရေးဆက်၍မကောင်းသေးသဖြင့် ဘိုးရဲလေကားများကိုမူစင်းချင်းတက်ချင်းမပြူနိုင်သေးပါထိုးနေညမောင်ဤပြိုးချိန်တွင်ညောင်မင်းကြီးအောက်ရှိနတ်စင်တွင်ဖျောင်းနိုင်အမွေတိုင်ထွန်းတောက်ရေကပ်ပြီးဇနီးဖြစ်သူ၏မှားရွေးမှုကိုခွင့်လွှတ်ပေးပါရန်ဥသူတော်ကြီးကိုဒုတိယအကြိမ်တောင်းပန်ပါသည်နောက်တနေ့မနက်အိပ်ရာထားပြီးနောက်ဇနီးဖြစ်သူသည်အံ့ဩစရာကောင်းတော့အောင်ဘိုးရဲအောက်သို့စင်းချင်းတက်ချင်းပုံမှန်သွာလာလှုပ်ရှားခြင်းတို့ကိုပြူနိုင်ပါတော့သည်ကျွန်တော်ကစိတ်မချသဖြင့်လမ်းလျှောက်လာမူလအတိုင်းပြန်ဖြစ်ပြီလားဟုမေးရာမူလအတိုင်းပြန်ဖြစ်သွားကြောင်းပြောပါသည် ဤဖြစ်စဉ်တွင်ဇနီးဖြစ်သူ၏လမ်းမလျှောက်နိုင်လောက်အောင်တရွတ်ဆွဲသွားနေရသောယောဂါသည်သွေးသားကြောင့်ဖြစ်သောယောဂါဆိုပါကရုတ်တရက်အောက်ခံငင်ကဖြစ်ပြီးတညအိတ်နေပင်ကင်းကင်းရှင်းရှင်းပြန်ပြောက်သွားမည်မဟုတ်ပါသို့တော့ ူတော်ကောင်းနေသည့်နေရာအောက်တွင်မိရှို့ခြင်းသူတော်ကောင်းနေသည့်ညောင်ဘွယ်မှတက်ကိုင်းများကိုခုတ်ခြင်းတို့ကြောင့်ဥတုတော်ကြီးကသတိပေးခြင်းသာဖြစ်သည်။ပောင်းရမှုကိုခွင့်လွှတ်ပါရန်တောင်းပန်လိုက်သောအခါဥတုတော်ကြီးကခွင့်လွှတ်သည့်ဖြင့်တညာအိနေပင်မူလတိုင်းပြန်လဲကောင်းမွန်လာသည့်ကိုရစ်ဖြစ်ရကိုစာရှုသူများဖတ်ရှုသတိပြုစင်ကျင်နိုင်ပါရန်မျှဝေပေးလိုက်ပါသည်။ဒီဗီဒီယိုလေးကိုစုံနှိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်